တာကတူပီရဲ့ farewell ပွဲလုပ်နေတဲ့ဟာကြီးမှာဖြစ်တာဆိုတော့ပူပူခံပြဲကျွန်တော်အဲ့နေ့တော့အဲ့ကိုသွားမလို့ကျွန်တော်မှသွားမယ့်အင်အားမရှိတော့ဒါပြိသက်တိအောင်ပြောတာပါဒီ interview ဖြေဖို့ဆိုကိုနေမအောင်ဆိုချိန်တာတော့မှကျွန်တော်ကအရှိတစ်ခေါက်တော့ဆိုကျွန်တော်ဖုန်းလေးမကရအောင်လို့မျိုးကျွန်တော်ဖြစ်တယ်ဘာလို့ကျွန်တော်ဓာတ်ယူကျွန်တော်ရင်မဆိုင်ချင်တာအဒီနိုတူပီရောဟိုဟာဖြစ်သွားတဲ့အချိန်မှာကျွန်တော်ဘလို့မှမနေနိုင်တော့လို့အဲ့နဲ့အိစာလေးကျွန်တော် ထုတ်ထုတ်ထုတ်ရေးဖြစ်တာဟောအဲ့လိုဟာလေးကျွန်တော်အတူတူလေးရေးစားကြပြီဒါမဲ့ဒါကတော့အဲ့အတူလေးအားလုံးပေါင်းပြီးတော့ကျွန်တော်အခုစာတပုတ်ဖြစ်သွားတာပေါ့နည်းကြပါပြီကျွန်တော်မန္တလေးအဲသွားနေလိုက်တာနည်းကြပါတော့ရန်ကုန်နဲ့နည်းအလံဝေးသွားတော့မီဒီယာနဲ့အလံဝေးသွားသဘောဖြစ်သွားတာဟုတ်ပါပြီအဲ့ဒါတကယ်တော့ကျွန်တော်တူပီမရှိတော့ခဲ့တဲ့ကကျွန်တော်စိတ်ထဲမှာအဲ့ဖြစ်နေတဲ့အဆိုင်ခဲလေးတစ်ခုပေါ့ ဖြစ်နေတဲ့ဆိုင်ကလေးတခုနောက်ဟိုအဖေနဲ့ဩပဲပေါ့အဲ့ဒါလည်းပါတယ်ဒါကျွန်တော်တို့အနုပညာကမျိုးရိုးပဲပြောရမှာပါเนาะဒါကတော့အမျိုးရိုးအရာမှာကျွန်တော်တို့ကဟိုအနုပညာအလုပ်တွေလုပ်ရတဲ့အချိန်မှာတချို့အရာတွေကကိုရီကိုရီပဲတည်တယ်ပေါ့နော်ကိုရီပေးဆက်ရတဲ့အရာတွေကိုရီပဲတည်တယ်သူရဲ့အောင်မြင်တာပဲမြင်တယ်တဲ့အောင်မြင်တဲ့နောက်ကွယ်မှာဒါအင်ချစ်ဆိုရတဲ့ချင်းနဲ့ရှိပါအောင်မြင်တဲ့နောက်ကွယ်မှာဆိုရအဲ့ဒါဒါအလူမြညာရှင်တော်တော်များများကြပြာတော်၎င်းစာတော်၎င်း နှုတ်နေတော့လကောင်အဲ့လိုမျိုးပြောတာလေးရှိကြပါရဲ့ဒါအဲ့တော့ကျွန်တော်ကြတော့ဒါဟိုအဒီနိုတော့တွပြီးတော့အဲ့လိုဟာဖြစ်သွားတဲ့အချိန်မှာကျွန်တော်ဘလို့မှမနေနိုင်တော့လို့အဲ့နဲ့အိစားလေးကျွန်တော်ထုတ်ထုတ်ထုတ်ရေးပြတာအဲ့လိုဟာလေးကျွန်တော်အတူတူလေးရေးစားကြပြီဒါပေမဲ့ဒါကတော့အဲ့အတူလေးအားလုံးပေါင်းပြီးတော့ကျွန်တော်အခုစာတပုတ်ဖြစ်သွားတာပါ သူ့ပြင်ကြီးကလည်းတင်နေတယ်။ဟုတ်ဟုတ်တယ်ကျွန်တော်နဲ့အဒီနိုနဲ့ကလည်းအဲဟုတ်တယ်ငါးနှစ်သားခဲ့ရအဒီနိုနဲ့ကလည်းအဲ့လိုပဲအဒီနိုနဲ့ငါးနှစ်သားဟာတော့ကျွန်တော်ကောင်းအောင်မှတ်မိတယ်။ဘာကြောင့်ဘာကြောင့်မှတ်မိလဲဆိုတော့ကျွန်တော်ငငယ်တော့အယုတ်ကအဲ့လိုတနေ့မှအဲ့လိုအယုတ်တယုတ်ပဲရအဲ့အယုတ်တယုတ်ကတော့မှကိုကကိုကကိုပတ်စံစုရပတ်စံစုပြီးတော့ဟိုကိုလိုချင်တဲ့အယုတ်တယုတ်ဝဲခွင့်ရတယ်ပေါ့နော်။ဆိုအဲ့တော့အဲ့ချိန်မှာအဒီနိုကိုကျတော့အမေတို့ကကျွန်တော်တော့ဝဲလို့မရတယ်ဘလန်လန်းမမီတယ်အဲ့လို အယုတ်အကောင်သားတခုပေါ့တနက်တနက်တနက်ပါတနက်ပါအဲ့လိုတနက်ကိုဝယ်ပြီးတာဝယ်ရကျွန်တော်အရင်လိုချင်တဲ့အဲ့ဟာကိုအဲ့ဒါကိုပြီးတော့ဒီနုံမွေးနေ့အပြန်မှာအဲ့အယုတ်ကိုကျွန်တော်မြန်ခိုးကျွန်တော်အရင်လိုချင်နော်အဲ့အဲ့တော့ဟဲ့ပြန်ခိုးတယ်လို့တော့မဟုတ်ပါဘူးကျွန်တော်အတင်းသွားအတန်းယူတာပေါ့အဲ့တော့အမေတို့ကနေပြီးတော့ဟဲ့လို့ဘလို့အောင်လေးသူများကိုပေးထားတဲ့အရုပ်ကိုအမဟုတ်အဲ့ဒါလိုချင်တယ်ထိုင်ငူတာကျွန်တော်အဲ့အဲ့တော့ဒီတော့ကလည်းကျွန်တော်ကောင်းမမေ့ပါနဲ့သူ့မွေးနေ့မှာငူတဲ့ကလေး ဒီနိုเนี่ยကျွန်တော်အီတူအဒီနိုကျွန်တော်အဲ့ကျွန်တော်အဲ့အဲ့၃ရောက်အတွဲကျွန်တော်တို့ဟုတ်တယ်ဗျဟိုဟာဟိုပြီးတော့အီတူနဲ့ကျွန်တော်နဲ့ဘန်နေပါလေလုတ်လိုက်သေးရလေကျွန်တော်တို့ဟိုဟာအဲ့တော့အဲ့လိုဆို ILBC ចောင်းပြောင်းပြီးတော့ကျွန်တော်တို့အဲ့ကျွန်တော်အင်္ဂလိပ်ចောင်းလည်းဖြစ်တယ်ပြီးတော့နောက်ကျတော့ចောင်းနေမှာကျတော့ကျွန်တော်တို့ကဟို fan fade လုတ်တယ်နော် concert တွေအဲ့လိုလုတ်တဲ့အချိန်မှာမြန်မာចောင်းနဲ့မတူဘူးလေဘိုးចောင်းနေမှာအဲ့လိုမျိုးလုတ်တဲ့ခါကျတော့ကျွန်တော်တို့ကကိုပိုင်ဘန်နေဖွဲ့ကြရတယ် ဖွဲ့ကြချင်မှာအီတိုးရဲ့ကျွန်တော်ရဲ့နောက်တခြားတကင်ချင်းအဲ့လိုဘန်ဖွဲ့ပြီးတော့ကျွန်တော်တို့အဲ့လိုအိုင်ရွန်ကတော့အဲ့လိုအာဘာဘာဘီအဲ့လိုရေးနေဩကြတာပါဗျာတဲ့လိုအဲ့လိုအိုင်ဘောရော့ကတွေအဲ့လိုဟာအိုင်ရွန်အီမိုလို့အဲ့လိုခစ်စားတဲ့အဲ့လိုအချိန်မှာကျွန်တော်တို့အရန်အဲ့အရန်ယူခဲ့အရန်ပိုင်ရနေဖြစ်ခဲ့တယ်ပေါ့ကျွန်တော်တို့ဒီဟို alternative တို့အဲ့လိုဟွာတွေကျွန်တော်တို့ယူခဲ့တော့မကြောက်မယ်လို့ဘက်ကိုရောက်သွားအဲ့တော့အဒီနုံကတော့အဲ့ကျွန်တော်တို့ယူခဲ့တယ်အတူတူယူခဲ့ပြီးတော့ကျွန်တော်တို့ဒါအခုကျွန်တော်ဒါရုပ်ရှင်မင်းသားတွေလို့လို့ကျွန်တော်တို့ဒါတခြား career တွေပြောင်းသွားတယ်အဒီနုံကဇက်တိုက်အခုထိလောက်တာ အဲ့ဟာ underground မှာခဲ့ရတဲ့ fever 109ဆိုတာသူငငယ်လေးကလုတ်ခဲ့တာအခုထိလုံနေတော့လုံးဝသူကမပြောင်းလဲဘူးဆိုတော့အဲ့ဒါကိုသူကျွန်တော်တော်လေးစားပါတယ်ပြီးခဲ့တဲ့နှစ်ကမှကျွန်တော်ကဒီကောင်ဒီ fever 109ဆိုပြီးတော့အဲ့တစ်ချက်ဆက်ထွက်နေသေးတာကိုကျွန်တော်ငငယ်တော့ဒီကောင်လှောင်ခဲ့တာကြီးကျွန်တော်ကောင်းကောင်းမှတ်မိသေးတယ်လှောင်ခဲ့တာတကယ်ရှင်းနောက်တာမျိုးပါပဲဒီကောင်အဲ့လိုဆိုတဲ့ဟာကအချို့ဟာကိုအဲ့လို measurement sensor ရှိရကျွန်တော် ော်တော်ယူခဲ့ရတဲ့အဆိုတော်ပေါ့အဲ့အဲ့အဆိုတော်ရဲ့အတန်ဟာအတိုင်းကောင်လိုက်ဆိုတဲ့အချိန်မှာလည်းလည်းအဲ့လိုအတန်သေးတဲ့ကြောင်ဖြစ်သွားတာပေါ့ဖြစ်တဲ့အခါဟမ်မင်းကလည်းအချောက်တန်ကြီးနဲ့ပါနေဆိုလို့လုံးလို့ကျွန်တော်တလောက်လောက်မခေါ်လို့ရရှိသေးတယ်အတင်းတော့ဒါပေမဲ့ဟိုကျွန်တော်တော့မဟုတ်လေနည်းနည်းပူကောင်းစေချင်တာဒါပေမဲ့ကျွန်တော်တုံးစံတိုင်းပေါ့ဘယံမလာပြောမိတာပေါ့ဗျာအဲ့နဲ့နောက်အဲ့ဒါကိုအမှတ်ရရနဲ့အဲ့ဘာမှနှစ်ကမှနှစ်ကကျွန်တော်ကောင်းမှမမိသေးအဲ့ဒါကို Facebook မှာကျွန်တော်တင်လိုက်တာအော်ငါတို့ငငယ်လေးကယူတာမင်းအခုထိယူနေတော့အခုထိလည်းသွားနေတော့တာကြီးမိုက်တယ်လို့ဆိုပြီးတော့ပါကျွန်တော်ကဒါတကယ်လေဟိုတကယ်ဝမ်းသာတာပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဆိုအဲအော်လို့ဆက်မလုပ်နိုင်တော့ဒီအသက်ရွေးကြမှာအဲ့ဒါကိုလုပ်ပါဟေးဆိုလို့ရှင်လေကိုကိုရှက်တယ်ဗျာဒီလားငွေတော့ယူခဲ့မှာအောင်လည်းမအောင်မြင်ဘူးပါလေလို့ဖြစ်မှာအခုကြမှာထပြီးလုံအောင်အောင်မြင်ပါမလားအဲ့လိုမျိုးတွေးတာပေါ့အိုးဆိုးတာကတူပီ ရဲ့ farewell ပွဲလုပ်နေတဲ့ဟာကြီးမှာဖြစ်တာဆိုတော့ပူပူခံပြဲကျွန်တော်အဲ့နေ့တော့အဲ့ကိုသွားမလို့ကျွန်တော်မှသွားမယ့်အင်အားမရှိတော့အဲ့တော့ကိုယ်ပွဲခေါ်တဲ့ဟာနဲ့ကြိုက်သွားတယ်ပါဒါမဲ့လည်းမသွားခြင်းရပါတယ်ပွဲကိုဖျက်လို့ရတယ်ဟုတ်ဘောဟုတ်ဘောကိုသွားမှာပါဒါကိုကိုယ်တိုင်ကသွားဖို့အလုပ်ကိုဟာမဖြစ်မဟုတ်စိတ်သေးမှာဟိုကအဲ့ဟာကြီးသွားတယ်အဲ့နေရာကြီးရောက်သွားရင်ငါကဘာဖြစ်မလဲကိုတမောင်ဆိုအင်တာဗျူးဖြေဖို့တော့ကျွန်တော်ပြမရောမဖြေနိုင်ဘူးလေဆိုတော့ တော့ဒါပြည်သက်သိအောင်ပြောတာပါဒီ interview ဖြေဖို့ဆိုကိုတော့ဆိုချိန်တာတော့မှကျွန်တော်ကအရှိတစ်ခေါက်တော့ဆိုကျွန်တော်ဖုန်းလေးမကားအဲ့လိုမျိုးကျွန်တော်ဖြေတယ်။ဒါဆိုကျွန်တော်ဒါယူကျွန်တော်ရင်မဆိုင်ချင်တာပေါ့။ရှောင်ချင်တာပေါ့လေ။အာကိုကိုစိတ်ရဲ့ emotion ကိုကိုအဲ့တော့ interview ဖြေနေတော့ငါငုံမာတာပေါ့။အဲ့လိုဖြစ်သွားရင်ငါအရှက်ကွဲမလာပေါ့။ငါဘာတွေပြောမလဲပေါ့။ပြီးတော့ဟိုကိုသူ့ဘော်ထားရတန်ရောစင်ပေါ့လေ။ဟိုတနေ့ကပဲအဲ့အဲ့ခင်ဗျားကတင်လာတဲ့ post လေးကိုကျွန်တော်ကြည့်ရတယ်။ သေသောသူကြာရင်မေးတယ်နေရတော့ဟဲ့ငါခုထိမသေသေးပါဘူးဘာအောင်ကြအောင်ဆိုပြီးတော့ရေးထားတဲ့ဟာလေးပေါ့နော်အဲ့မှာတွပီရဲ့သချင်းစာသားလေးဟာလေးနဲ့သူကတွဲပြီးရေးသွားတာလေးပေါ့အဲ့ဒါဆိုလည်းရင်းနဲ့တော်တော်ထိမိတယ်ပေါ့ဆိုတော့ကိုယ့်ရင်းနဲ့ကခုထိရှိနေတော့ဒီကောင်ရဆိုတော့ဒါကကိုယ်ကျွန်တော်နဲ့မှမဟုတ်ပါဘူးပြိတ္တတွေရင်းနဲ့ကခုထိရှိတော့မနေရတယ်မှရန်ငင်းမှာအဲကျွန်တော်ကော်မလီကမွေးငါစားခြင်းနဲ့ဆိုလို့ကျွန်တော်အဲ့မွေးငါရလောက်တဲ့ဘာလေးသွားရင်းနဲ့အဲ့အရှိကလမ်းလျှောက်ပြီးဖြတ်သွားခြင်းမှာအဲ့အဲ့ group တစ်ဖွဲ့ကဂစ်တာ တီးနေဆင်းဆိုတွတ်ပြီးတခြင်းအဲလိုမျိုးလေးရောအဲဆိုခရစ်ဟာရှင်နေမှာတော့ရှိနေမှာနောက်ထပ်လည်းရှိသွားအောင်ပါ